မှတ်ကတော့2-1ပါเนาะအကြီးတွေကြီးပဲကူတာတော့တအီးနဲ့ပြန်လိုက်လာတာဗောနော်ဒီပထမဘွယ်ဒုတိယဘွယ်အချောင်းပြောရမယ်ဆိုအကတ်ထက်ကခြေကမငြိမ်တာခေါင်းမငြိမ်တဲ့ခါမှာเนาะဒီဘက်မှာလည်းကစားတာဒီဒေါ်လေးခက်ခဲပြပြီးတော့ဒီဘဲကျော်ကလည်းဒီဒီဟိုဘောကျွန်တော်စပစ်ထိုးတဲ့ခါမှာတွတ်တော့ပဲသူထိုးတယ်ဒီအနောက်ရှိဘက်မှာဗောနော်အဲ့တော့တွတ်တာ တတယောက်တည်းခိုက်တက်ရနေတဲ့အနေအထားမျိုးဖြစ်တဲ့အခါမှာဒီသူတို့တိုက်အားတွေအားရော့သွားတယ်ဗျာနော်ဆိုတော့အခုမှတော့တဖြည်းဖြည်းနဲ့ပြန်လိုက်လာတာဗျာနော်ဆက်ကူပြောလဲနေနေကစားအားကျသွားတဲ့အနေအထားမျိုးဗျာနော်အောင်းပါနော်ဒီတော့ပြမတော့ကျွန်တော်လည်းမျိုးရိုက်ရိုက်မလို့ဒါမျိုးပဲဖြစ်လို့ဆိုတော့နည်းနည်းလေးဤလို့ဟိုဖြစ်တာဗျာနော်ကဲတူတာကဲအကထား ြန်စပါရင်နော်အမှတ်ကတော့2 over ပါနော်12မှတ်2ဖြစ်ပါတယ်တာမိထားတယ်အခုတော့တချင်းနဲ့လည်းအခုပွဲပြီးကန်နေမှပြန်ပြီးတော့ထွက်လာတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ဘမမှာဆိုသူနည်းနည်းလေးကစားရတာခက်နေတဲ့အနေအထားမျိုးပေါ့အကထက်ကတော့ကျွန်တော်ပွဲပြီးတဲ့အချိန်ထိပေါ့ပွဲပြီးကနေဖြစ်သူခြေခွင်းဆက်လို့မပြီးသေးဘူးဖြစ်နေပေါ့နော်ခြေခွင်းနဲ့မငယ်ဘူးတော့လေးလေးတိုက်တဲ့အနေအထားဆိုတော့ပွဲဖြစ်နေပေါ့ ဆိုပရမဘွယ်အတူတရရှုံနာနော်ကျော်အမနကိုကျော်နာကိုကျော်ဆိုနေတာမဲဆောက်မှာအမြင့်တန်းထဲမှာပါတယ်ပေါ့နော်ကျွန်တော်မေးကြည့်တော့သူနောက်ပိုင်းသူ့ဘယ်သူမှသိမဆော့တဲ့ခါမှာသူကလစ်တာနေရာဖြစ်သွားတယ်မနော်ဆိုတော့ဒီဘက်ပွဲမှာအဲတက်လာအဲ့လိုမျိုးထောင်းတာထောင်းနေရော့နော်ကဲမိသားပါတယ်သူတန်ပါသွားပါတယ်

ဖြစ်သွားရင်နော်အကထဲဒီနေ့နေထားတော့တော်တော်လေးကိုညော့တယ်ဗောနော်ဆိုမနေ့ကပေါ်ရိလာဆော့တော့အဆင်ပြေတယ်ဗောနော်အဲ့မဒီနေ့မှတော့တော်တော်လေးညော့တယ်လူတွေကြောက်မဲလားအမွေဘာကြောင့်လဲတော့ကျွန်တော်မပြောတတ်ဘူးနော်တော်တော်လေးကိုရော့တယ်ခေါင်းတွေကစထောင်ချင်းတွေကတက်တက်တက်တော့ခက်ခဲဖြစ်စင်နော်ဟုတ်တွဲပါနော်ဝိုင်းတူးတယ်နော် trước တာမိရမယ်လုံးလေနော်ဒီကိုယ်တိုင်လည်းအားမလို့အားမရဖြစ်နေတယ်2 point เนาะအမှတ်က12မှတ်14မှတ်အေးဘယ်ဆိုဝိုက်လိုက်တာเนาะ ော်လည်းအရေးကြီးမှာနော်တက်လျှောက်တက်လျှောက်နိုင်နေတော့တက်လျှောက်ကောင်းလာခဲ့ပြီမှာနော်အမှတ်လိုတဲ့ချိန်မှာဒါတွေနှမျိုးကိုဆိုဘယ်ကြောလဲပြမပွဲတွေတော့တူတောက်ပဲထိုးတာတက်လျှောက်နောက်ချီးမှာပဲဒါဆိုလှုပ်လို့မရဘူးအခုတူတောက်သူ့အဲ့လိုပြန်ထိုးနေတာပါနော် 15မှာ17မှာနဲ့တူတာတော့နိုင်သွားပါနော်ဒါဒုတိယပွဲမှာနိုင်သွားတာပါနော်ပထမပွဲမှာဆိုရင်အာတော်တော်အမတ်ပြက်တယ်ပါနော်ဆိုတော့အာကျေးဇူးအားပေးကြပေးတာအလုံးကျေးဇူးတော်ပါနော်ဒါမက်ဆော့ပရိသတ်တွေဖြစ်ပါတယ်